မြန်မာနိုင်ငံတဝမ်းဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခတွေအတွင်ပါဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကင်တွေအနေနဲ့နိုင်ငံရေးအဆင့်တန်းကိုဝါလိုလိုချင်ကြပေမဲ့လည်းမရနိုင်ဘူးလို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်သူတို့ရရှိထားတဲ့နိုင်ငံရေးအဆင့်တန်းဟာအင်အားရှိတာကြောင့်မဟုတ်ပဲပြည်အောင်စုအစိုးရရဲ့သဘောထားကြီးမှုတွေအပေါ်မူတည်ကရနေခြင်းဖြစ်ကြောင်းဒါပေမဲ့ကျန်တဲ့လက်နက်ကင်အဖွဲ့တွေအနေနဲ့အဲ့ဒီလိုအခွင့်အရေးမျိုးမရှိကြောင်းမြန်မာနိုင်ငံရေးလေလာတုံးသက်သူဒေါက်တာအောင်မျိုးကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ် ကျော်ကွာကွာသူ့လောက်နင်းကြီးပါသူ့တော့သူ့လိုတော့မဆိုဘူးအဲ့ဒါကတော့ခင်ဗျာကုကန့်ဒေတာသူ့တော့ကုကန့်ဒေတာကတော့အစတည်းကတင်းကြီးစောပါကြီးရဲ့ဒီလောက်ကဟောကောအားစစ်ကိုခိုင်းယူတယ်ကာကွယ်မှုကိုခိုင်းယူတယ်သူကဒီတင်းကြီးစောပါကြီးရဲ့ဒီမြန်မာနိုင်ငံလွတ်လပ်ရတဲ့ခါကျတော့လေသူကစောပါခြင်းမရှိဘူးနောက်တော့ဘာပေါ်ကျင်းဆိုင်ရသူကဟောကရှိနှိုးစားခြင်းမရှိတယ်အဲ့တော့သူလည်းတကယ်တကယ်ဆိုရင်တော့လောက်ခွင့်မရှိဘူးမြန်မာနိုင်ငံကသူကနောက်မှလည်းဝင်လာတဲ့လူတွေဖြစ်တယ် ဲတန်တဲ့ပြည်နယ်တွေကကချင်းဆိုတာလည်းမရှိဘူးမဖြစ်ဘူးသူကကချင်းဆိုတာအစတည်းကဒီစက်ခုနကခုနဖွဲ့စည်းဝချစ်တဲ့ဥပဒေမှာကခွဲထုတ်ခဲ့တာမပေးဘူးနော်မရဘူးဘလောင်ဆိုတာလည်းတကယ်တကယ်တိတ်နေစပိုင်းရောက်ချုံတော့သူကပြောချင်တာကအေရောဘာရောပြည်နယ်လေရောစနေတူတဲ့အကောင်လုံးကမြမပြည်မနဲ့ဒရီရောရှစ်တင်ကအပိတ်ညာတယ်အဲကြောင့်မလို့ သူတို့ဟလာဝါလုလုတယ်လို့သူတို့လုလို့အညာဘူးဝါကတော့လက်ရှိအနေထားမှာဘုရားဘာကမရအမွေချက်ခံရရတာဟုတ်နော်သူတို့ဒီကွန်ပျူတာတက်မှုကိုသူတို့ရရှိထားတာကြီးနောက်ပြီးတော့အစိုးရအချက်ချက်ကလည်းသူ့ကိုတိတ်ပြီးတော့ဟိုအရင်မပေါ့ဆုပ်ပြီးတော့ပြစ်ထားပြီးတော့ပေါ့နော်ချက်မကြည့်တာရယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့အမှန်တမ်းပြောရင်သူ့ရဲ့ဟလာကိုပဲအချုပ်ခွင့်ရဒါလေးကခိုင်မြဲနေတာတကယ်တကယ်ဒါကသူ့တိတ်ပြီးတော့ဟိုအရှိလုံးလို့ သူတဘုံညင်းနေတော့မှားသွားတယ်လို့ပေါ့နော်။ဒါပြောင်းစုဝါရီရဲ့ဒါသဘောထားကြီးမှုပေါ်မှာပူတည်ပြီးတော့သူဒါရတယ်။ဂျန်တဲ့လူတွေကသူရဖို့အခွင့်အရေးမရှိဘူး။တမန်ကြောင်းရလည်းမရှိဘူး။လက်ရှိလူမှုဆက်ဆံရေးပေါ့ social economy လူမှုစုဝါရီနေစားရလည်းလုပ်ပြီးလို့မရဘူးလို့အဲ့ဒါကိုကျွန်တော်ကပြောပါတယ်။အရက်ခတ်တော် A ဟာ2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်ကတည်းကဝါလူမျိုးများရရှိတဲ့အခွင့်အရေးမျိုးလိုချင်ကြောင်းတရားဝင်ထုတ်ဖော်ပြောထားသလို လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာလည်းဝါထက်မပူရင်တော့ဝါထက်မရော့တဲ့ Confederation အဆင့်တန်းမျိုးလိုချင်ကြောင်းထုတ်ဖော်ပြောကြားထားတာပါ TNL ကလည်းလိုအပ်ပါကနိုင်ငံထူထောင်နိုင်ရေးအတွက်တအောင်းလူမျိုးတွေပြင်ဆင်ထားကြဖို့ TNL အထွေထွေအတွေ့အကြုံမှုဗိုလ်ချုပ်တားဖုံကျော်ကလည်းပြောကြားထားပါသေးတယ်အဲဒီလိုပဲကချင်လူလက်ရေးတက်မတော် KIA မှာဒုဗိုလ်ချုပ်ကြီးခွမ်းမော်ကလည်း2025ခုနှစ်မှာတိုင်းရင်းသားတွေဟာ Federal ထက်ကျော်လွန်တဲ့စဉ်းစားမှုတွေကိုလှုပ်လာမယ်လို့ပြောထားတာပါ လက်နက်ကိုင်အဖွဲ့ကြီးအများစုဟာဝါလိုမျိုးနိုင်ငံရေးအဆင့်တန်းမျိုးကိုလိုချင်ကြတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါဗျ။ဝါနဲ့တခြားတိုင်းရင်းသားလက်နက်ကိုင်တွေဟာပုံဝန်းကျင်အနေထားအရမတူညီကြကြောင်းဝါရဲ့ထူးခြားချက်ဟာနေမြေအနေထားအရတရုတ်နိုင်ငံကိုကြောပိထားတဲ့အတွက်လုံခြုံရေးပူစရာမလိုကြောင်းတရုတ်မြန်မာရေးလိလာတုံးတက်သူဒေါက်တာလှကျော်စောကစီရနာတဲ့တင်ဌာနကိုပြောပါရစေ။ အေအပါဝင်တချို့သောတိုင်းရင်းသားလက်နက်ကိုင်တို့မှခေါင်းဆောင်ပိုင်းတွေဟာလည်းဝဒေတာမှနေထိုင်ကြတာဖြစ်ကြောင်းဒါ့အပြင်ဝမှာလက်နက်စစ်ရုံတွေလည်းရှိကြောင်းသူကပြောပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ဝါကခင်ဗျားတွားရဲ့ထူးခြားချက်တွေကိုလည်းကျမတို့သိကြလို့ရှိတယ်။ तू ကတရုတ်နိုင်ငံကိုကြောပေးထားတာဗျ။ဒါကြောင့် तू နိုင်သူ့ရဲ့လုံခြုံရေးအတွက်ပူစရာမရှိဘူးနော်။အဲ့တော့အဲ့ဒီအောက်မှာ तू ကတရုတ်ကနော်မဲခေါင်မြင့်ဝါဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ရောပြီးတော့ तू က ဖွင့်ပြတာတရုတ်ကလည်းဝါပီနယ်ကိုပဲဖြစ်ဖြစ်မိုင်းလားကိုပဲဖြစ်ဖြစ်လုံနေတဲ့ရည်ရွယ်ချက်ကတိုင်းပြည်ကြီးအေးချမ်းငြိမ်သက်ရင်ဘလောက်ဆင်းရဲတဲ့ဒေသပဲဖြစ်ဖြစ်ဘလောက်ခက်ခဲတဲ့ဒေသပဲဖြစ်ဖြစ်ဘလောက်ခက်နှောက်ကြတဲ့ဒေသပဲဖြစ်ဖြစ်ချမ်းသာအောင် လုပ်လို့ရတယ်ဆိုတော့ပြကြတာသူကအဲ့ဒါကိုဟိုနည်းအကွက်အနေနဲ့နော်ဟိုဗါလဲဟိုစမ်းတက်ကွက်ပေါ့အဲ့ဒီအနေနဲ့လုပ်ပြထားတာအဲ့တော့ လာဗမာလူတွေကတအားစိတ်တက်ကအဲဝေါ့အဘိုးချုပ်ထွန်းနိုင်နိုင်ရလဲပြောတာဟုတ်တယ်ကျွန်မလည်းကြားဘူးတယ်သူကဟိုနည်းနဲ့ဘောလို့ခေါ်မလဲ confederate တောင်လူချင်တယ်လို့ပြောတာပေါ့နော်ဝါကလည်းဒီလိုလေသူကသူ့တိုင်းသူ့ပြည်ရဲ့မှာသူကအနာဝတာကသူ့ကိုပြည်နယ်လဲပေးထားတာမဟုတ်ဘူးခရိုင်လေးပဲပေးထားတာဒါမဲ့သူ့စနစ်နဲ့သူ့ခွန်နဲ့သူအုပ်ချုပ်တာပဲ နော်အဲ့တော့အဲ့ဒါကို အားကြကြတယ်ဆိုတာမှန်ပဲအဲ့ဒါကြောင့်မို့လို့လေတော်လာရေးတွေကအချိန်တက်ပြီးတော့ကိုဒီစာကိုဒီဆောင်ရေးတွေအကြီးအကျယ်လုပ်နေကြတာဖြစ်တာပေါ့ဟုတ်တယ်သတို့အားကြကြတယ်ဟွာဟွာတတော်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားခင်ရတဲ့ဝါတပ်ဖွဲ့ရဲ့နိုင်ငံရေးအစင်တန်းဟောင်းလွတ်လပ်ရေးမကြေညာရုံအစင်အထည်ကြီးမှပြီးအချုပ်ကြအာဏာအကုန်ရှိကြောင်းထောက်ပြကြပါတယ်ဝါတပ်ဖွဲ့ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိဟိုပန်မိုင်းမော်ပန်ဝိုင်းနားဖန်မမန်းနဲ့တိုက်ခန်းပန်ဆန်းမြို့နယ်၆ခုကို ခရိုင်နှစ်ခုဖွဲ့ပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုက်အဖြစ်သတ်မှတ်ပေးထားခံရကအုပ်ချုပ်နေရဖြစ်ပါတယ်။